ဖြစ်ပါတယ်။ဒါပေမဲ့ဒီလူတွေကမရှက်တတ်ကြဘူး။ဘာနဲ့တူနေလဲဆိုတော့တရောင်းစားနဲ့တူနေရပါဘူး။ဟုတ်လား။ရှင်းတော့ကြုံဘူးလားမသိဘူး။တချို့တရောင်းစားတွေတော်တော်ပေကက်ကက်နိုင်တာ။ပတ်စံမရှိပါဘူး။မထည့်ကျင်ပါဘူးလို့ပြောလေပဲအဲ့နာဘောက်ချင်ပပတီတက်တက်ခိုင်နဲ့ဒေါ်စန္နာမင်းတို့ရဲ့ နိုင်ငံရေးမှာပါဝင်ပတ်သက်လာတဲ့အခန်းကဏ္ဍတွေနဲ့တိုင်းပြည်ထဲမှာရှိနေတဲ့ပြည်သူလူထုအတွက်အင်မတန်မှ လုံခြုံရေးကိုဆူဆူဝါဝါအထင်းချုပ်ခံနေရတဲ့အထင်းချောက်ခံနေရတဲ့အခန်းကဏ္ဍတွေကျွန်တော်တို့ပြည်သူလူထုဘယ်လိုဆက်သွားရမယ်ဆိုတဲ့အခန်းကဏ္ဍတွေပေါ့နော်သုံးမျိုးခွဲပြီးတော့ပြောပြချင်ပါတယ်အခုဒီရက်ထဲမှာအင်တာဗျူးတွေလည်းကြည့်ကြရမှာပါဒေါ်သက်သက်ခိုင်ကမကြခင်တော့ကလည်းအမေတော်အောင်ဆန်းစုတီကိုပုတ်ခတ်စော်ကားခဲ့တဲ့ အဲစကားတွေကိုကိုရန်ကိုကြစိတ်ပါလက်ပါပြောခဲ့တယ်။အခုလဲဒါ NLD ကိုထပ်ပြီးတော့သူအကြွေးတင်ရတဲ့အကြောင်းရင်းက NLD ရောက်ပါလို့ထပ်ပြီးပြောပြန်တယ်။နောက်ပြီးဒေါ်စန္နာမင်းတို့တတိယတပုတ်ကလဝင်ပြိုင်မဲ့သူတွေရဲ့အင်တာဗျူးတွေကိုလည်းကြည့်လိုက်ရပါတယ်။ကျွန်တော်မြင်နေရတဲ့လောက်တော့စစ်ကောင်စီဟာဒီလူတွေကိုတယောက်မှမလိုအပ်ပါဘူး။ဘာလို့လဲဆိုလို့ရှိရင်ဒီလူတွေမှာအစွဲပွားတွေရှိနေလို့ပါ။ဒေါ်သက်ခိုင်ဒီ NLD ရဲ့လက်ထွက်ဖြစ်ပါတယ်။ ဘလို့ပဲဖြစ်ဖြစ်စစ်ကောင်စီအနေနဲ့သူ့ဘက်ကအင်အားများကျင်တဲ့အစံနာနဲ့ဒီအမျိုးသမီးတွေဒီပါတီတွေကို လက်ခံကျင်တယ်ဆိုလို့ရှိရင်တော့သူတို့ရဲ့အနောက်ကအစွဲအပွားတွေတော့ယုံကြည်စိတ်ချမှုမရှိပါဘူး။ကူးတာပြောင်းတာလည်းအင်မတန်မြန်ပြီးတော့မှပေါက်တင်မျိုးလို့အယောင်ပြောင်းနေတဲ့လူတွေဖြစ်ပါတယ်။ဒီလိုလူတွေကအန်တရဲ့အကြီးဆုံးလူတွေပါပဲ။ဒီလိုလူတွေက NLD လက်ထပ်ကြလို့ရှိရင်လည်း NLD ကိုကပ်ဖားရပါလို့ပြီး အမျိုးမျိုးပြည်သူကိုလှည့်စားပြီးနေရာဝင်လူမှဖြစ်တယ်။အဲ့ဒီလိုပဲ NLD တရှုံးနေတဲ့ကာလ NLD မတရားခံနေရတဲ့ကာလမှာလဲဘဲကောင်ကဘယင်လဲဘဲကောင်ကရှင်သိလဲဆိုပြီးတော့မှအဆွဲရှိတဲ့အမောက်ထောင်နိုင်တဲ့လူတွေဘက်ကိုအချိန်မီရင်းရိုင်ဖားရပြီးတော့တက်မဲ့လူတွေဆိုတာလဲသိတာထင်ရှားပါတယ်။ဒေါ်စနာမင်းဆိုဒီမှာလဲအဲ့ဒီအတိုင်းပါပဲ။နော်ပြည်သူတွေဆဲလုံးအကြီးလို့လေးတန်လေးနည်းနည်းပြောင်းသွားပြီမဲ့ ဒေါ်စနာမင်းဟာအမေရောဆန်းစုတီကိုလည်းစော်ကားသလို NLD ပါတီကိုလည်းပုတ်ခတ်စော်ကားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဒေါ်စနာမင်းဒီအမေစုကြောင့်နေရာရလာတဲ့အမတ်ဖြစ်ပါတယ်။နော်အခုအမေစုနဲ့အတူနိုင်ငံခေါင်းဆောင်တွေကိုဖန်စီထိမ့်သိမ်းလိုက်တဲ့ကိစ္စမှာ မားတယ်မှန်တယ်တကွန်းတခွန်းတပါရမှမပြောဘဲပြည်သူရဲ့သဘောထားကိုမမူတည်ဘဲနဲ့ကိုအာနာရရေး ကိုနေရာရရင်လွတ်တော်မယ်လွတ်တော်ထဲမှာထိုင်ခွင့်ရရည်အတွက်ပဲစ조사ပြီးတော့ကိုပါဝင်ခဲ့တဲ့ပါတီကိုပြန်ပြီးတော့ပုတ်ခတ်ရဲတဲ့ပုတ်တင်ညိုလို့လူမျိုးဖြစ်ပါတယ်ရှာနှခွနဲ့မွေဖြစ်ပါတယ်ရုံမှာကောက်ကျစ်တဲ့လူသာဖြစ်ပါတယ်เนาะအဲ့တော့ကျမကဒီသူတွေကိုချစ်ပါတယ်เนาะဒီတိုင်းပြည်ကြီးကိုတိုးတက်စေချင်ပါတယ်ဆိုပြီးတော့မှဘလို့ပဲပြောပြောသူတို့ရဲ့အဆွေအပွားတွေအယောင်ပြောင်းတတ်တဲ့เนาะတာတဲ့ဘက်ကိုကူးတတ်တဲ့ စောက်ကျင့်တွေကထင်ထင်ရှားရှားပါပဲအဲ့ဒီအတွက်စစ်ကောင်စီတွေဒီလိုလူမျိုးတွေကိုတော့သတိထားမှာသိကြပါတယ်ဒါကြောင့်မို့လဲအကြောင်းအမျိုးမျိုးပြပြီးတော့ပုတ်ခတ်နေတာပုတ်ထုတ်နေတာဖြစ်ပါတယ်ဒါပေမဲ့ဒီလူတွေကမရှက်တတ်ကြဘူးဘာနဲ့တူနေလဲဆိုတော့တရောင်းစားနဲ့တူနေရပါဘူးဟုတ်လားရှင်တို့ကြုံဘူးလားမသိတချို့တရောင်းစားတွေတော်တော်ပေကက်ကက်နိုင်တာအဆန်မရှိပါဘူးမထဲ့ကျင်ပါဘူးလို့ပြောလေပဲအဲ့နာမှာကြောင်းဝဲကြောင်းမလေလေလုတ်ပြီးတော့မှတနာစရာမျက်နှာဘေးနဲ့ အရှက်မဲ့ဆိုတော့เนาะလိုက်တောင်းစားနေတဲ့သံတောင်းစားမျိုးတွေရှိပါတယ်အဲ့ဒီသံတောင်းစားတွေ ਨੇ အတူတူပါပဲเนาะမလို့ချင်းပါဘူးစီးဝိုင်းနဲ့မသွင်းပါဘူးလို့ပြောတာကိုမှဒီနေရာရဖို့အတွက်ဗဇက်ကလည်းပြည်သူပြည်သူဆိုတဲ့စကားကိုတွင်တွင်ကြဲကြဲတုံးပြီးတော့မှပြည်သူလူထုကောင်းစားဖို့ပြည်သူလူထုရဲ့စီးပွားရေးကြောင့် ပြည်သူလူထုရဲ့ဗလာဗလာတွေပြောနေတာဟာတကယ်တမ်းကျတော့ကိုကိုတိုင်ဘာမှမဆိုင်ဖဲနဲ့အသီးအပွင့်ကိုကူးစားခြင်းနဲ့ရုပ်မှကောက်ကျစ်တဲ့တကူကောင်းဆန်တဲ့စိတ်ဓာတ်တွေကြောက်တာပါဇက်ကစကလုံးလှလှလေးတွေသုံးနေတယ်ဆိုတာကိုသိတာထင်ရှားပါတယ်အဲ့တော့ဒါကဒေါ်စန္ဒမင်းတို့ရဲ့ရုပ်ပုံလွာပေါ့ရှင်နော်တရောင်းစားနဲ့တူနေတဲ့လူများပေါ့ရှင်တတ်တတ်ခံရဲ့ အခန်းကဏ္ဍကိုလည်းပြန်ကြည့်လိုက်ပါဦးဟုတ်လားပါတီအတွက်မဲဆွယ်ဖို့အတွက်ငွေသုံးလို့ရတယ်သိန်း300လို့သိန်းလို့ရသိန်း400လို့ပေါ့ရှင်တော့ဒါသူတို့ပါဇက်ထဲမှာသူတို့ပြောနေတဲ့ငွေအမောက်ကိုပြောတာပါဒါပေမဲ့ငွေရှိတဲ့လူကဒီရွေးကောက်ပွဲမှာအနိုင်ရမယ်ဆိုတဲ့သဘောကိုလည်းပြထားတာဖြစ်ပါတယ်တစ်ဖက်မှာလည်းငွေရှိတဲ့လူအဆွယ်ရှိတဲ့လူ ကိုစစ်ကောင်စီကကြောက်လန့်နေကြောင်းသိတာထင်ရှားပါတယ်အဲ့တော့ ဒေါက်တာသက်ခိုင်ကတော့သိတဲ့အတိုင်းပဲသူ့ရဲ့ရွှေဆိုင်တွေကို promotion လုပ်ဖို့အတွက်အမှုပညာရှင်ဆိုတဲ့ဖက်ကွက်စားအမှုပညာရှင်တွေကိုစင်ပေါ်ခေါ်တင်ပြီးတော့မှပြင်လှုပ်ရင်လှုပ်တယ်ကခိုင်စောက်ပေါ်အကွက်တွေကခိုင်ပြီးတော့ promotion ဆင်းနေတယ်သူကအမြဲတမ်းလဲဒီလိုမျိုးပဲလုပ်နေတာအဲ့တော့ငွေငွေပေးပြီးတော့မှအမှုပညာရှင်တွေကိုဖာခံခိုင်းတာပေါ့ရှင်နော်ဖာဆိုတာကနိုင်ငံထဲမှာတိုင်းပြည်ထဲမှာပြည်သူလူထုမျက်နှာကိုမကြည့်တဲ့တိတ်ခါမဲ့တဲ့ဖာတွေပေါ့ဖာကောင်းတွေဖာတွေမှတွေပေါ့နော် အဲ့ဒါဘယ်နုပညာရှင်ကိုပြောလာလဲဆိုလို့ရှိရင်အဲ့ဒီစင်ပေါ်မှာတက်နေတဲ့ကောင်တွေရောကောင်မတွေရောအကုန်လုံးအဲ့ဒီအစားထဲမှာပါပါတယ်အဲ့တော့အခု तू ကငွေသုံးနိုင်တယ်ဆိုတဲ့အခါကျတော့ဒီနုပညာရှင်တွေကို तू ကစီယုံတင်သွင်းတယ်ပတ်စံနဲ့ဝယ်တယ်ပေါ့ရှင်ဟုတ်လားဒီနုပညာရှင်တွေဆိုတာလဲပြည်သူအတွက်ကျိုးတစုံတရာမပြုတ်ခဲ့ဘူးရုပ်ရှင်ရိုက်တာတော့ပဲလုံတက်ခဲ့တဲ့လူတွေကတိုင်းပြည်ရဲ့အခြေအနေတိုင်းပြည်ရဲ့လက်ရှိ ဒုက္ခခံစားနေရတဲ့ပြည်သူလူထုမျက်နှာအောင်မကြည့်ဘဲနဲ့သူတို့ဇက်ကားတွေရိုက်ရဖို့စ조사နေတဲ့လူတွေကအခုချိန်မှာဇက်ကားရိုက်တာတွေကိုရက်ပြီးတော့မှရွေးကောက်ပွဲဝင်ပြိုင်တဲ့အခါကျတော့ပြည်သူအတွက်ပြည်သူအတွက်ဘလာဘလာတွေလှုပ်လာပါတော်တော်ရီရတဲ့လူတွေပါဒါပေမဲ့လူငယ်တွေနိုင်ငံရေးကိုစိတ်ဝင်စားလာတာကောင်းပါတယ်ဒီလိုအချိန်မှာစိတ်ဝင်စားတာကတော့နိုင်ငံအတွက်တကယ်ကိုကြိုးစွန်ပြီးလှုပ်ချင်တဲ့လူတွေမဟုတ်ပါဘူးเนาะအဲ့တော့နိုင်ငံအတွက်လှုပ်မယ်ဆိုရင်ကိုကြိုးစွန်မှဖြစ်မှာလားလို့မေးเสียရှိပါတယ် တကယ်နိုင်ငံအတွက်ဆိုလို့ရှိရင်တော်လန်ရေးအစမှာတည်းကပြည်သူမျက်စုစပွင့်မွေးစူးအောင်နေကြမှာမဟုတ်ပါဘူး။ဝိုင်းရင်တို့ပညာရှင်ကြီးနေရှိပါတယ်။နာမည်တော့ထည့်မပြောတော့ပါဘူး။ငိန်တက်ပေးနေကြတဲ့တကယ်ဥမာနာမည်ကြီးအစိုးရကြီးတွေနာမည်ကြီးရုပ်ရှင်မင်းသားမင်းသမီးတွေရှိပါတယ်။သူတို့တွေဟာပြည်သူရဲ့ခံစားချက်ကိုဒီလိုမရှိဘဲနဲ့မျှဝေခံစားပေးနေတာဘယ်လိုနည်းနဲ့မျှဝေခံစားပေးနေတာလဲဆိုရင်တိတ်ဆိတ်ခြင်းနဲ့မျှဝေခံစားပေးနေတာဖြစ်ပါတယ် အဲ့ဒီလိုပေးဆက်နေတဲ့လူတွေသူတို့တတ်နိုင်တဲ့ဘက်ကနေပြည်သူကို နားလည်ပေးနေတဲ့အမှုပညာရှင်တွေရှိပါတယ်။အဲ့တော့မတတ်တာလို့လုပ်ရပါတယ်ဆိုတော့အကြောင်းပြချက်ကမွဲပြပစိုးကြီးခဏခဏဝစ်ပြနေတာပါပဲเนาะစိတ်ပါလက်ပါကိုလုပ်နေကြတာဖြစ်ပါတယ်တချို့အမှုပညာရှင်တွေဆိုရင် စင်မော်တက်ပြီးတော့ပြည်သူလူထုကိုစော်ကားပြောဆိုတဲ့ဇကလုံးအတုံးအနှုံးနေတော့ ပြောနေတာဖြစ်ပါတယ်။ဒါဘာလဲဆိုလို့ရှိရင်ခမားတို့အာမပေးလဲစောက်ကယူမဆိုင်ဘူး။ကျုပ်တို့တိုင်းပြည်မှာခမားတို့ထက်အုံနောက်မဲ့တဲ့ပျော်ဝဲရှင်ပွဲမတ်တဲ့အသက်အန္တရာယ်ကိုချိန်ချောက်ခံနေရတာတော့မှကျုံဘဝမှာပျော်နေတဲ့လူတွေရှိနေသေးပြီ။ကျုပ်တို့ကလှုပ်ရှားလို့ရသေးတယ်လို့ပြောလိုက်ခြင်းပဲဖြစ်ပါတယ်။ပြီးသူလူတို့အတွက်ထက်အတွက်စဉ်းစားတာမဟုတ်တဲ့အပြင် ပြီးသူလူတို့ကို ခမားတို့အာပေပေမပေပေစောက်ကယူမဆိုင်ဘူးကျုပ်တို့ကစင်ပေါ်မှာပဲလို့ပြောလိုက်ခြင်းပဲဖြစ်ပါတယ်အဲ့တော့အခုချိန်မှာပြည်သူ့ဘက်ကိုရက်ပြီးတော့ငြိမ်ပေးနေတဲ့အမှုပညာရှင်တွေရှိတယ်လို့တော်လိုင်းရေးအစတွေကတစက်မှကနာမငြိမ်တဲ့အမှုပညာရှင်တွေအရင်တော့ကနေရာမရပဲနဲ့အရန်ချွေရန်နဲ့တရုတ်ဆောင်ခွင့်ရခဲ့တဲ့အမှုပညာရှင်တွေအခုချိန်မှာအမှုပညာရှင်ဆိုတဲ့လူတွေနဲနေတော့နေရာတက်ရလာတဲ့လူတွေရဲ့မူရင်းသဘောထားကတော့ကိုကောင်းစားရေးပါပဲ သူတို့ကတော့ပြည်သူလူထုကို လုံးဝဂယုမစိုက်ပါဘူးသူတို့ဂယုစိုက်တာကစစ်ကောင်စီဘက်ကိုရှက်ရင်သူတို့အနေချောင်မယ်ဆိုတာကိုပဲဂယုစိုက်တာဖြစ်ပါတယ်ဒေါ်လင်းအစတွေကမရက်မနာပဲနဲ့ပွဲတွေကိုပုံမှန်လို့ပုံမှန်နေပြနေတဲ့နေရာရလာတဲ့လူတွေကိုကျွန်တော်တို့ပြည်သူလူထုတွေကဆက်ပြီးအားပေးနေတာကိုလည်းတွေ့ရပါတယ်ဈာနေဆိုတဲ့လူဒန်းစားတွေကျမသိရတဲ့လောက် ခံမှန်းကြည့်ရတဲ့လောက်ဆိုလို့ရှိရင်ကျမတို့ပြည်သူလူထုဟာဈာနေပဲဖြစ်ဖြစ်အာဏာရှင်ကိုထောက်ခံနေတဲ့လူပဲဖြစ်ဖြစ်လွတ်လပ်မှုကိုတော့လိုအပ်ကြမှာပါလိုလားကြမှာပါမတရားမှုကိုတော့တိုက်ကြမှာမဟုတ်ပါဘူးအကယ်၍ငါတို့ရဲ့စီဝါရေးအတွက်ငါတို့ရဲ့ကိုဂျိုးတွေအတွက်ဒီမတရားတဲ့ကောင်တွေကို မျက်နှာပြောင်ပြောင်နဲ့အားပေးတယ်ဆိုတဲ့ဘက်ကရက်တည်ခဲ့မယ်ဆိုရင်တော့သူတို့ထိလာတဲ့အခါသူတို့ မတရားခံလာတဲ့အခါကျရင်တော့ဒီမတရားမှုကိုမုံဒီဆက်စုံမှာအသေးချပါပဲ အကယ်၍သာဟာနာဒိနာရဲ့စစ်အစိုးရကမင်းတို့ရဲ့တကယ်မူရင်းဆန္ဒတွေကိုထုတ်ပြောပါထုတ်ဖော်ပါမင်းတို့ကို ထောင်လဲမချဘူးဘာချင်းချောင်းမှုမှမလုပ်ပါဘူးဒီမိုကရေစီအပြည့်အဝပေးမယ်လို့ဒါမှမဟုတ်မင်းတို့လိုချင်တဲ့အစိုးရကဘယ်သူလဲဘယ်လိုအစိုးရမျိုးလဲ င်းတို့တကယ်လိုအပ်တာဘာလို့လဲဒါကိုလွတ်လွတ်လပ်လပ်ပြောပိုင်ခွင့်ရှိတယ်မင်းတို့ကိုမဖမ်းပါဘူးဒုက္ခမပေးပါဘူးဆိုတဲ့ခိုင်မာတဲ့ဂရိကဝတ်တင်နဲ့မေးလာခဲ့မယ်ဆိုရင်ဒီလူတွေအားလုံးဟာအာနာရှင်စနစ်ကိုလုံးဝလက်မခံပါဘူးလို့ပြောရမယ်လူတွေပါဘာလို့လဲဆိုတော့ဒီလူတွေကပိုလို့အပ်ပါတယ်ကိုဂျိုးအတွက်သွားနေကြတဲ့လူတွေပိုလို့ဒီလူတွေကပိုတောင်မှပြောပါအောင်နော်ဆိုတဲ့ခါကျတော့ကျမတို့အခုဒီ ဒါထဲမှာအမှုပညာရှင်တွေတော်တော်ရဲရဲတင်းတင်းဖြစ်လာတယ်။ white coat ဝိုင်းလုပ်တဲ့အခါမှာအမှုပညာရှင်ဆိုတဲ့လူတွေပြည်သူဘက်မှာရက်နေတဲ့တိတ်ဆိတ်ပေးနေတဲ့အမှုပညာရှင်တွေမပါပါဘူး။တုံလည်းအစတွေကရောက်ရက်ခတ်နေတဲ့စင်ပေါ်အလူရက်တက်နေတဲ့တတ်တခိုင်ရဲ့စီဝါရေးဖြစ်တဲ့ရွှေဆိုင်တွေမှာဖင်လှုပ်ရင်လှုပ်ကပြနေတဲ့စောက်ရက်မဲ့နေတဲ့အမှုပညာရှင်တွေအားလုံးအချင်းချင်းဝန်းရံကြပါတယ်။เนาะအဲ့တော့တော်တော်ပြည်သူလူလူတွေတကယ်ဘာကိုလိုအပ်တာလဲเนาะဘဒဒခိုင်ရဲ့ ဖန်နေပေါ့ရှင်နော်တကယ်တော့ဖန်မဟုတ်ပါဘူးရေကောက်ပွဲကာလမှာတသက်ခိုင်ဟာပတ်စံတော်တော်သုံးနာပုံရပါတယ်လူနဲ့ပတ်သက်တဲ့အရင်တော့ကတော့မှရိုးရိုးတာမန်အချိန်မှာတော့မှတသက်ခိုင်နဲ့ပတ်သက်တဲ့သတင်းတွေသိပြီးတော့မတက်ကြပါဘူးသူ့ရဲ့ကောင်းကောင်းတွေရေးထားတာမျိုးမတက်ကြပါဘူးအခုရေကောက်ပွဲကာလမှာစစ်ကောင်စီကနေပတ်စံသုံးလို့ရတယ်ဆိုပြီးထုတ်လိုက်တဲ့အပေါ်မှာပေ့တွေအများကြီးထွက်လာပါတယ်ပေ့ဆိုတာလေတကယ်သတင်းမီဒီယာတွေကဘောမဘက်ကသတင်းမီဒီယာတွေမဟုတ်ဘူး သတင်းမီဒီယာမဟုတ်ဘူးကလိန်ဘက်ကသတင်းမီဒီယာမဟုတ်တဲ့ဟိုသူများအတင်းလျှောက်ပြောနေတဲ့ခေါင်းစဉ်ကိုစောက်ကလွဲတွေရေးပြီးသူများတင်းလျှောက်ပြောနေတဲ့လူမသိသူမသိမီဒီယာတွေပေတွေပေအတုတွေပုံတွေလည်းမတင်ထားတယ်ပေအတုတွေများစွာထွက်လာပါတယ် PPP ပါတီကို အားပေးနေတယ်ဆိုတဲ့အကြောင်းနော်နောက်ပြီးတော့ဒေါ်သက်ခိုင်ဟာပြည်သူလူထုရဲ့စက်တဲနေတဲ့စီးပွားရေးတွေကိုဖြည့်ရှင်းမယ်ဆိုတဲ့အကြောင်းကုံစိမ်းနှုံးတက်နေတာတွေကိုကြောက်အောင် စ조사သွားမယ်ဆိုတဲ့အကြောင်းလေးကိုတည့်ရက်တည်းတပြိုင်တည်းမှာတင်လာတာကိုတွေ့ရပါတယ်အဲ့တော့ဒီအတွက်သူကပတ်စံတုံးပြီးတော့သကလုံးနေတာတုံနှုံခိုင်းထားတာဖြစ်ပါတယ်ပေါက်တင်ညိုလိုအယောင်မျိုးမျိုးပြောင်းလဲတတ်တဲ့တတ်တတ်ခိုင်လိုလူမျိုးကိုရှုံကြည်နေတဲ့လူတွေကတော့ဝေရလို့တာရှုံကြည်နေခြင်းတာဖြစ်ပါတယ်ဒါပေမဲ့ကျမတို့ပြည်သူလူထုကြားမှာထရန့်ဖြစ်သွားလို့ရှိရင် popular ဖြစ်သွားလို့ရှိရင်ရှောင်ပြီးတော့လိုက်တက်တဲ့လူတွေရှိပါတယ်။တော်လန်ရေးသမားစစ်စစ်တွေကတော့ဘာနဲ့မှကိုဖြူဖြက်လို့မရတော့အောင်စိတ်တည်းခိုင်မှပြီးတာပါ။ဟိုလိုလိုဒီလိုလိုလူတွေကတော့ရှောင်တောင်ပေါင်းတောင်နေဖြစ်သွားနိုင်ပါတယ်။နော်ဒါတွေကိုသတိပြုကြဖို့ပြက်ပြက်သားသားဘိုက်ကောလောက်ကြဖို့ပါ။ပြက်ပြက်သားသားဘိုက်ကောလောက်ကြဖို့ပါ။ဒီချိန်မှာပြည်သူလူထုကိုတတ်ဖြတ်နေတဲ့နောက်တစ်ခုကခေတ်မီဒီယာလိုမီဒီယာမျိုးကို အသေးပေးလို့လိုက်ပေးလို့ကြည်လို့အဖမ်းခံရတဲ့လူတွေလည်းရှိလာပါတယ်အဲ့တော့ဒီမိုကရေစီအတွက်ရခောက်ပွဲလုပ်ရပါတယ်ဆိုတဲ့စကားကတော့တော်တော်ကိုစောက်တလွဲဖြစ်နေတာပါတော်တော်ကိုမျက်နှာပြောင်တိုက်နေတာပါနော်ပြည်သူလူထုကိုနှလပိန်တုံးလို့ထင်နေပုံရပါတယ်ဒါကြောင့်မို့လဲသူတို့ဟာဒီစကားတွေကိုပေါ်ပေါ်တင်တင်ပြောလာပြီးတော့မှအခုလိုမျိုး လက်ပေးတဲ့လူတွေကိုတော့ဖန်စီအရေးယူတာတွေလုပ်နေတာဖြစ်ပါတယ်။နောက်ပြီးတော့ပြည်သူလူထုကြားထဲမှာထရန့်ဖြစ်သွားတဲ့ဒီနှစ်သမီးလေးကိစ္စတော့ဘာလို့ဒီလိုမျိုးကိစ္စတွေပေါ့ရှင်။ပြည်သူကအော်လို့တခိုးကိစ္စတွေပါတယ်ဖမ်းတဲ့ကိစ္စတွေပေါ့။သူတို့ဖမ်းကြလို့ဖမ်းတာမဟုတ်ပါဘူး။မြေကောက်ွယ်ကာလာမို့လို့ပြည်သူအကြိုက်လိုက်လို့ပေးနေခြင်းဖြစ်ပါတယ်။အဲ့ဒီလူတွေကိုတရားလည်းမဆွဲပါဘူး။ရဲစခန်းရောက်လို့ရှိရင်ပတ်စံယူပြီးပြန်လွတ်လိုက်တာပါ။အဲ့တော့ကျွန်တော်တို့တိုင်းပြည်ရဲ့အခြေအနေကငွေများတရားနိုင်တဲ့ အာနာအတွက်လူတက်ဖို့ဝင်မလေးတဲ့ကောင်းတွေရဲ့လက်ထင်မှာမောက်ချင်တယ်လို့မောက်လန့်ချင်တယ်လို့လန့်ဖြစ်နေရတဲ့အနေထားပါနောက်ခုကကျမတို့တော်လန်ရေးဟာဘယ်တော့ပြီးမှလဲဆိုပြီးစိတ်ပြက်လာတဲ့လူတွေရှိပါတယ်ကျမတို့မြမာပြည်ရဲ့တော်လန်ရေးဟာတိုင်းသားတွေနဲ့စစ်တပ်နဲ့ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အစပိုင်းမှာတော့နိုင်ငံအတွင်းထဲမှာဖြစ်နေတဲ့ပြိပခါလို့ပဲနိုင်ငံတကာကသတ်မှတ်ပါလိမ့်မယ် တကယ်၍ကျမတို့တော်လည်ရေးက9နှစ်ကျော်လာပြီဆိုလို့ရှိရင်တော့ဒါဟာတိုင်းရင်းသားအခြေချင်းပြိပခဖြစ်နေတာပါလို့သတ်မှတ်လို့မရတော့ပါဘူးအချိန်ကာလအရန်ကြာသွားလို့ရှိတိုင်းပြည်တပြည်လုံးအာနာရှင်လက်အောက်မှာဖြစ်ကျင်သလိုတွေဖြစ်နေကြပြီဆိုတာကိုနိုင်ငံတကာကလက်မခံခြင်းနဲ့လက်ခံလာရမှာပါနိုင်ငံတကာကစောင့်ကြည့်တာအချိန်နဲ့စောင့်ကြည့်တာဖြစ်ပါတယ်တော်လည်ရေးတစ်ခုတိုင်းပြည်အတွင်းထဲမှာပြည်သူအချင်းချင်းဖြစ်ကြတဲ့အခါမှာတစ်နှစ်နှစ်နှစ် 3လေးနှစ်နဲ့ကျော့သွားမယ်ကျော့ပါသွားမယ်ဆိုလို့ရှိရင်တော့ဒါဟာပြည်တွင်းပြိပခါလို့သတ်မှတ်ပါပါ အကယ်၍9နှစ်အထက်ပြစ်လာပြီဆိုလို့ရှိရင်တော့ဒါဟာမြမအရေးမဟုတ်တော့ဘင်းနဲ့ကဘာအရေးလို့စတင်သတ်မှတ်လာပါလိမ့်မယ်အဲ့ဒီအတွက်တွန်လရေးကိုထောက်ကူပေးနေတဲ့ပြည်သူလူထုကအဖက်ဖက်ကနေပြီးတော့စဉ်းစားပြီးတော့မှ နိုင်တဲ့ဘက်ကတွန်းလှန်နေဖို့လိုပါတယ်တွန်လရေးဟာတိုက်နေခိုက်နေုံနဲ့ မိခုနှစ်ဆယ်လောက်တိဆောက်လာတဲ့နိုင်ငံတော်ရဲ့အတုံးစိတ်ကိုလိုသလိုတုံးလို့ရနေတဲ့လူတွေလက်ထဲကနေနိုင်ငံကိုပြန်လုတဲ့အခါမှာဘယ်ရယ်ကူမရပါဘူးအပြက်လဲတိုက်နိုင်ခြင်းမတိုက်နိုင်ပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ပြည်သူလိုချင်တာကလူတွေပြောင်းတာကိုလိုချင်တာမဟုတ်ဘဲနဲ့မူပြောင်းတာကိုလိုချင်တာဖြစ်တဲ့အတွက်ဒီတော်လန်ရေးအောင်ခြင်းမအောင်ခြင်းဟာကျွန်တော်တို့ရဲ့အဖြေမဟုတ်ပါဘူးကျွန်တော်တို့ရဲ့အဖြေကဒီကောင်းနေဘဲအချိန်မှလက်လျှော့သွားမလဲဘဲအချိန်ထိသူတို့ဆက်ပြီးတော့ ကဘာကိုလိန်နေမလဲဆိုတာကိုပေါ်ထုတ်နိုင်ဖို့ပါပဲအပြောင်းလဲတစ်ခုခုမလုံမချင်းကျမတို့ကတော်လန်နေရမှာဖြစ်တယ်နိုင်နာမနိုင်ကနိုင်နာကတော့ပြည်သူလူထုရဲ့သွားနေတဲ့အပေါ်မှာမှုတည်ပါတယ်ပြည်တွင်းမှာရှိနေတဲ့လူတွေကလည်းမမာတင်းတင်းပြက်ပြက်တာတာတွန်းလှန်ရမှာ ဖြစ်တယ်ပြည်ပကလူတွေကတော့ဒီတော်လန်ရေးကိုကျမတို့ရဲဘော်တွေတောက်ခံထားနိုင်အောင်ပဲရေရှည်ဆွဲထားပေးနိုင်မှာဖြစ်တယ် ဲ့တော့တော်လိုင်းရေးဘယ်တော့ပြီးမှလဲဆိုတဲ့အဖြေထက်တကယ်ပြီးရင်လို့ရှိရင်အားလုံးပါဝင်ရမှာဖြစ်တယ်အခုကျမတို့နိုင်ငံကအားလုံးပါဝင်နေတာမဟုတ်ပါလွတ်မြောက်နေပြီမှာရှိနေတယ်ပြီးပမှာရှိနေတယ်လူတွေကပဲတော်လိုင်းရေးစစ်တုံးစည်းရင်နဲ့စစ်ဘေးရှောင်တွေရဲ့စာနုတ်နေရေးအတွက်အတုံးစိတ်တွေအတွက်ရှာဖွေပြီးတော့တောက်ခံပေးထားတာဖြစ်ပါတယ်။အခုချိန်မှာတောက်ခံနေရတဲ့အနေအထားဖြစ်ပါတယ်။တကယ့်အနေမြေတွေတိမ့်ဖို့တကယ့်ဥမာအရှင်ဆန်ဆန် လှုပ်ချင်တယ်ဆိုလို့ရှင်တော့တိုင်းပြည်တွင်းထဲမှာရှိနေတဲ့ပြည်သူလူထုတွေကိုလိုက်ပါဝင်နေဖို့လိုအပ်ပါတယ်ပြက်ပြက်သားသားပါဝင်ဖို့လိုအပ်ပါတယ်မိုက်ကိုကိစ္စလေးတော့မပြက်သားဘူးဆိုလို့ရှင်တော့ပြည်ပမှာရှိနေတဲ့လူတွေကပြည်တွင်းမှာရှိနေတဲ့လူတွေကိုစားနှစ်ဆပိုပင်မှန်းပြီးတော့အချိန်ကလည်းနှစ်ဆကြာကြာမြင့်မှာဖြစ်ပါတယ်အဲ့တော့ကြာနေတာကိုအပြစ်ပြောမယ်ဆိုလို့ရှင်ကိုဘယ်နေရာကအပါဝင်နေလဲကိုကိုမထိခိုက်နိုင်တဲ့ ဝက်ကော့လေးကိုတော့တည်တည်တတ်တတ်ပြက်ပြက်သားသားမလုံနိုင်ဘူးဆိုလို့ရှင်တော့ဗဇက်တာပိတ်နေလိုက်ပါပျော့ပျော့ကြီးစစ်မှုထမ်းပါလို့ပြောခြင်းတယ်ပြည်ရင်းထဲမှာရှိနေတဲ့ပွဲတွေဘောမနုပညာရှင်တွေလုပ်တဲ့ပွဲတွေမှာသွားကြည့်ကြတယ်အပြင်မှာစစ်မှုထမ်းခေါ်ခံရတယ်ဟာလားပွဲတစ်ပွဲမှာမပါဝါဘူးဆို10ရောက်15ရောက်လောက်ပျောက်ပျောက်သွားတယ်ပျောက်သွားတဲ့အကြောင်းအရာတွေကိုလည်း မိသားစုကမတင်ရဲပါဘူးเนาะမိသားစုကလာပြီးဖြောက်ပြင်มาဆိုလို့အဲ့လိုအနေထားမျိုးဖြစ်ပါတယ်အဲ့တော့ကျွန်ဘဝမှာပြောနေတယ်ဆိုလို့ရှိရင်တော့ကျွန်ခံရင်းနဲ့ပွဲတွေကြည့်ရင်းနဲ့ပဲပြောပြောကြီးစစ်တိုက်ပေးကြဘူးပဲစဉ်းစားထားကြပါလို့ကျွန်မကတော့ပြောချင်ပါတယ်ဒီဘက်မှာရှိနေတဲ့ထောက်ဖို့နေတဲ့အခန်းကဏ္ဍကိုလည်းကျွန်မပြောချင်ပါတယ်အရင်တော့ကကျွန်တော်တို့ဘူဂျုံအောင်ဆန်းမပြောခဲ့လဲဆိုလို့ရှိရင်ဘူဂျုံအောင်ဆန်းဟာ တော်လန်ရေးဖခင်ကြီးပါเนาะဒီတော်လန်ရေးမှာဦးစည်းဦးဆောင်လုပ်ပြီးတော့မှမြန်မာနိုင်ငံလွတ်မြောက်ရေးရဖို့အတွက်ကြိုးစားခဲ့တဲ့ပုဂ္ဂိုလ်ကြီးကိုယ်တိုင်မမထန်ထန်ပဲပြက်ပြက်သားသားပဲတော်လန်ခဲ့တာဖြစ်ပါတယ်တော်လန်ရေးနဲ့ပတ်သက်ပြီးဘယ်တော့မှစကားကိုနုညံ့ချိုတာစွာမပြောခဲ့ပါကျမတို့ကတိုင်းပြည်လုံးလွတ်မြောက်ဖို့အတွက်လုပ်နေရတဲ့အချိန်မှာ ပြည်သူတွေက volunteer တွေပဲဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကပြည်သူတွေရှိရလူခံတဲ့အခါမှာစကားကိုအင်မတန်ချိုးတာပြီးတော့မှပြောရတာဖြစ်ပါတယ်။အဲ့တော့ပါဝင်နေတဲ့ပြည်သူတွေစိတ်ကိုမာစေချင်ပါတယ်။ဒီထက်ပိုပြီးတော့ရဲစွမ်းတတိရှိစေချင်ပါတယ်။ဒီထက်ပိုပြီးတော့ခိုင်မာစေချင်ပါတယ်။ဒီလိုမျိုးသွားနိုင်မှကျွန်တော်တို့ရဲ့တော်လန်ရေးဘယ်လိုရွှေ့သွားမလဲ။ဘယ်အချိန်မှပြောင်းလဲသွားမယ်ဆိုတာကိုသိရမှာဖြစ်ပါတယ်။အခုကျွန်တော်တို့သွားနေတဲ့ တော်လည်းပုံစံကစစ်ကောင်စီပြုတ်သွားတာထက်စစ်ကောင်စီကိုအပြုတ်တိုက်လိုက်တိုက်လိုက်နိုင်တယ်ဆိုတာထက်ကျွန်တော်တို့ကဘယ်လောက်အထိသူတို့ကိုဖိအားပေးနိုင်ပြီးတော့စစ်တမ်းရာကိုပြန်ဖို့အရွေးတစ်ခုကိုလှုပ်ဖို့ဒီမူတစ်ခုလုံးကိုပြောင်းဖို့ကျွန်တော်တို့ဘယ်လောက်အထိလုပ်နိုင်မလဲဆိုတဲ့ပုံမှာပဲတွားနေရတာဖြစ်ပါတယ်အဲ့တော့လူတွေပြောင်းပြီးတော့ ရွေးကောက်ပွဲလုပ်ပြလိုက်ပြီမြင်တကယ်တမ်းကျတော့သူတို့ရဲ့မူကကြောက်မှာမဟုတ်ပါဘူး။ဒါကိုလေကျွန်တော်တို့သိနေမြင်နေရပြီးသားဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ပြည်သူတွေတော်လှန်ရေးမှာဘယ်လိုပါဝင်သင့်နေဆိုတာကိုကျွန်မအနေနဲ့မမထန်ထန်လေးပြောချင်ပါတယ်။ကျွန်မခံခြင်းရင်ကျွန်စိတ်မမွေနဲ့လုံးဝလက်မခံပါဘူးလို့ပြောရမယ်လူတွေပါ။ဘာလို့လဲဆိုတော့ဒီလူတွေကပိုလို့အပ္ပါတယ်။ကိုဂျိုးအတွက်သွားနေကြတဲ့လူတွေမို့လို့ဒီလူတွေကပိုတောင်မှပြောပါအောင် เนาะဆက်တဲ့ခါကျတော့ကျမတို့အခုဒီဈာထဲမှာအမှုပညာရှင်တွေတော်တော်ရဲရဲတင်းတင်းဖြစ်လာတယ် white coat white လောက်တဲ့အခါမှာအမှုပညာရှင်ဆိုတဲ့လူတွေပြည်သူဘက်မှာရက်နေတဲ့တိတ်ဆိတ်ပေးနေတဲ့အမှုပညာရှင်တွေမပါပါဘူးတော်လန်ရေးအစတွေကရောက်ရက်ခတ်နေတဲ့စင်ပေါ်အလူရက်တက်နေတဲ့တသက်ခံရဲ့စီဝါရီဖြစ်တဲ့ရွှေဆိုင်တွေမှာဖင်လှုပ်ရင်လှုပ်ကပြနေတဲ့စောက်ရှက်မဲ့နေတဲ့အမှုပညာရှင်တွေအားလုံးအချင်းချင်းဝန်းရံကြပါတယ်။နော်အဲ့တော့တော့ပြည်သူလူထုတွေ တကယ်ဘာကိုလိုအပ်တာလဲနော်ဘောတသက်ခံရဲ့ဖန်နေပေါ့ရှင်နော်တကယ်တော့ဖန်မဟုတ်ပါဘူးရေကောက်ပွဲကာလမှာတသက်ခံဟာပတ်စံတော်တော်သုံးနာပုံရပါတယ်သူနဲ့ပတ်သက်တဲ့အရင်တော့ကတော့ရိုးရိုးတာမန်အချိန်မှာတော့မှတသက်ခံနဲ့ပတ်သက်တဲ့သတင်းတွေသိပြီးတော့မတက်ကြပါဘူးသူရဲ့ကောင်းကောင်းကြီးရေးထားတာမျိုးမတက်ကြပါဘူးအခုရွေးကောက်ပွဲကာလမှာစစ်ကောင်စီကနေပြီးပတ်စံတုံးလို့ရတယ်ဆိုပြီးထုတ်လိုက်တဲ့အပေါ်မှာ ပေ့တွေအများကြီးထွက်လာပါတယ်ပေ့ဆိုတာလဲတကယ်သတင်းမီဒီယာတွေကဘောမဘက်ကသတင်းမီဒီယာတင်မဟုတ်ဘူးသတင်းမီဒီယာမဟုတ်ဘူးကလိန်ဘက်ကသတင်းမီဒီယာမဟုတ်တဲ့ဟိုသူများအတင်းလျှောက်ပြောနေတဲ့ကောင်းစဉ်ကိုစောက်ကလွဲတွေရေးပြီးသူများတင်းလျှောက်ပြောနေတဲ့လူမသိသူမသိမီဒီယာတွေပေ့တွေပေ့အတုတွေပုံတွေလည်းမတင်ထားတဲ့ပေ့အတုတွေများစွာထွက်လာပါတယ် PPP ပါတီကိုအားပေးနေတယ်ဆိုတဲ့အကြောင်းနော်နောက်ပြီးတော့ဒေါ်သက်ခိုင်ဟာဒီသူလူလူရဲ့ စက်တဲနေတဲ့စီဝါရေးတွေကိုဖြည့်ရှင်းမယ်ဆိုတဲ့အကြောင်းကုန်စည်နှုန်းတက်နေတာတွေကိုကြောက်အောင်စူးစမ်းသွားမယ်ဆိုတဲ့အကြောင်းတွေကိုတည့်ရက်တည်းတပြိုင်တည်းမှာတင်လာတာကိုတွေ့ရပါတယ်အဲ့တော့ဒီအတွက်သူကပတ်စံတုံးပြီးတော့စကလုံးနေတာတုံနှုံခိုင်းလာတာဖြစ်ပါတယ်ပုတ်တင်ညိုလိုအယောင်မျိုးမျိုးပြောင်းလဲတတ်တဲ့တတ်တတ်ခိုင်လိုလူမျိုးကိုရှုံကြည်နေတဲ့လူတွေကတော့ဝေရလို့တာရှုံကြည်နေခြင်းတာဖြစ်ပါတယ် ဒါပေမဲ့ကျမတို့ပြည်သူလူထုကြားမှာ Trump ဖြစ်သွားလို့ရှိရင် popular ဖြစ်သွားလို့ရှိရင်ရှောင်ပြီးတော့လိုက်တက်တဲ့လူတွေရှိပါတယ်။တော်လန်ရေးသမားစစ်စစ်တွေကတော့ဘာနဲ့မှကိုဖြူဖြက်လို့မရတော့အောင်စိတ်တည်းခိုင်မှပြီးတာ။ဟိုလိုလိုဒီလိုလိုလူတွေကတော့ရှောင်တောင်ပေါင်းတောင်နေဖြစ်သွားနိုင်ပါတယ်။နော်ဒါတွေကိုသတိပြုကြဖို့ပြက်ပြက်သားသား boycott လုပ်ကြဖို့ပါ။ပြက်ပြက်သားသား boycott လုပ်ကြဖို့ပါ။ဒီချိန်မှာပြည်သူလူထုကိုတတ်ဖြတ်နေတဲ့နောက်တစ်ခုက ခေတ်မီဒီယာလိုမီဒီယာမျိုးကိုအသေးပေးလို့လိုက်ပေးလို့ကြည်လို့အပန်းခံရတဲ့လူတွေလည်းရှိလာပါတယ်အဲ့တော့ဒီမိုကရေစီအတွက်ရွေးကောက်ပွဲလုပ်ရပါတယ်ဆိုတဲ့စကားကတော့တော်တော်ကိုစောက်တလွဲဖြစ်နေတာပါတော်တော်ကိုမျက်နှာပြောင်တိုက်နေတာပါနော်ပြည်သူလူထုကိုနှလပိန်းတုံးလို့ထင်နေပုံရပါတယ်ဒါကြောင့်မို့လဲသူတို့ဟာဒီစကားတွေကို ော်ပေါ်တင်တင်ပြောလာပြီးတော့မှအခုလိုမျိုးလက်ပေးတဲ့လူတွေကိုတော့ဖန်စီအရေးယူတာတွေလုပ်နေတာဖြစ်ပါတယ်။နောက်ပြီးတော့ပြည်သူလူထုကြားထဲမှာထရန့်ဖြစ်သွားတဲ့ဒီနှစ်သမီးလေးကိစ္စတို့ဘာလို့ဒီလိုမျိုးကိစ္စတွေပေါ့ရှင်။ပြည်သူကအော်လို့သခိုးကိစ္စတွေပါတယ်ဖမ်းတဲ့ကိစ္စတွေပေါ့။တို့ဖမ်းကြည့်လို့ဖမ်းတာမဟုတ်ပါဘူး။ဝေးကောက်ွယ်ကာလာမို့လို့ပြည်သူအကြိုက်လိုက်လို့ပေးနေခြင်းဖြစ်ပါတယ်။အဲ့ဒီလူတွေကိုတရားလည်းမဆွဲပါဘူး။ရေစကန်ရောက်လို့ရှိရင်ပတ်စံယူပြီးပြန်လွတ်လိုက်တာပါ။ ဲ့တော့ကျွန်တော်တို့တိုင်းပြည်ရဲ့အခြေအနေကငွေများတရားနိုင်နဲ့အာဏာအတွက်လူသက်ဖို့ဝင်မလေးတဲ့ကောင်တွေရဲ့လက်ထဲမှာမောက်ချင်တယ်လို့မောက်လှန်ချင်တယ်လို့လှန်ဖြစ်နေရတဲ့အနေထားပါနောက်ခုကကျွန်တော်တို့ဒေါ်လာရေးဟာဘယ်တော့ပြီးမှလဲဆိုပြီးစိတ်ပြက်လာတဲ့လူတွေရှိပါတယ်ကျွန်တော်တို့မြန်မာပြည်ရဲ့ဒေါ်လာရေးဟာတိုင်းသားတွေနဲ့စစ်တပ်နဲ့ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အစပိုင်းမှာတော့ ာနိုင်ငံအတွင်းထဲမှာဖြစ်နေတဲ့ပြိပခလို့ပဲနိုင်ငံတကာကသတ်မှတ်ပါလိမ့်မယ်။တကယ်၍ကျမတို့တော်လှန်ရေးက9နှစ်ကျော်လာပြီဆိုလို့ရှိရင်တော့ဒါဟာတိုင်းရင်းသားအခြေချင်းပြိပခဖြစ်နေတာပါလို့သတ်မှတ်လို့မရတော့ပါဘူး။အချိန်ကာလအရန်ကြာသွားလို့ရှိတိုင်းပြည်တပြည်လုံးအာနာရှင်လက်အောက်မှာဖြစ်ကျင်သလိုတွေဖြစ်နေကြပြီဆိုတာကိုနိုင်ငံတကာကလက်မခံခြင်းနဲ့လက်ခံလာရမှာပါ။နိုင်ငံတကာကစောင့်ကြည့်တာအချိန်နဲ့စောင့်ကြည့်တာဖြစ်ပါတယ်။ တော်လိုင်းရေးတစ်ခုတိုက်ပြီးအတွင်းထဲမှာပြည်သူအချင်းချင်းဖြစ်ကြတဲ့အခါမှာတစ်နှစ်နှစ်နှစ်သုံးလေးနှစ်နဲ့ညော့သွားမယ်ညော့ပါသွားမယ်ဆိုလို့ရှိရင်တော့ဒါဟာပြည်တွင်းပြည်ပခါလို့သတ်မှတ်ပါပါအကယ်၍9နှစ်အထက်ပြစ်လာပြီဆိုလို့ရှိရင်တော့ဒါဟာမြမအရေးမဟုတ်တော့ဘင်းနဲ့ကပအရေးလို့စတင်သတ်မှတ်လာပါလိမ့်မယ်အဲ့ဒီတော့တော်လိုင်းရေးကိုထောက်ကူပေးနေတဲ့ပြည်သူလူထုကအဖက်ဖက်ကနေပြီးတော့စဉ်းစားပြီးတော့မှ နိုင်တဲ့ဘက်ကတွန်းလှန်နေဖို့လိုပါတယ်တွန်းလှန်ရေးဟာတိုက်နေခိုက်နေုံနဲ့နှစ်90လောက်တိဆောက်လာတဲ့နိုင်ငံတော်ရဲ့အတုံးစိတ်ကိုလိုသလိုတုံးလို့ရနေတဲ့လူတွေလက်ထဲကနေနိုင်ငံကိုပြန်လုတဲ့အခါမှာဘယ်ရကူမရပါဘူးအပြက်လဲတိုက်နိုင်ခြင်းမှာတိုက်နိုင်ပါလိမ့်မယ်ဒါပေမဲ့ကျမတို့ပြည်သူလိုချင်တာကလူတွေပြောင်းတာကိုလိုချင်တာမဟုတ်ဘဲနဲ့မူပြောင်းတာကိုလိုချင်တာဖြစ်တဲ့အတွက်ဒီတော်လန်ရေးအောင်ခြင်းမအောင်ခြင်းဟာကျမတို့ရဲ့အဖြေမဟုတ်ပါဘူး ကျမတို့ရဲ့အဖေကဒီကောင်နေဘဲအချိန်မှာလက်လျှော့သွားမလဲဘဲအချိန်ထိသူတို့ဆက်ပြီးတော့ကဘာကို လိန်နေမလဲဆိုတာကိုပေါ်ထုတ်နိုင်ဖို့ပါအပြောင်းလဲတစ်ခုခု မလုံမချင်းကျမတို့ကတော်လန်နေရမှာဖြစ်တယ်နိုင်နာမနိုင်ကနိုင်နာကတော့ပြည်သူလူထုရဲ့သွားနေတဲ့အပေါ်မှာမှုတည်ပါတယ်ပြည်တွင်းမှာရှိနေတဲ့လူတွေကလည်းမမာတင်းတင်းပြက်ပြက်တာတာတွန်းလှန်ရမှာဖြစ်တယ်ဒီဘကလူတွေကတော့ဒီတော်လန်ရေးကိုကျမတို့ရဲဘော်တွေတောက်ခံထားနိုင်အောင်ပဲ ရှင်းရှင်းဆွဲထားပေးနိုင်မှာဖြစ်တယ်။အဲ့တော့တော်လိုင်းရေးဘရော့ပြီးမှလဲဆိုတဲ့အဖြေထက်တကယ်ပြီးကျင်လို့ရှိရင်အားလုံးပါဝင်ရမှာဖြစ်တယ်။အခုကျမတို့နိုင်ငံကအားလုံးပါဝင်နေတာမဟုတ်ပါဘူး။လွတ်မြောက်နေပြီမှရှိနေတဲ့ပြည်ပမှရှိနေတဲ့လူတွေကပဲတော်လိုင်းရေးစစ်တုံးစည်းရင်နဲ့စစ်ဘေးရှောင်တွေရဲ့စာနုတ်နေရေးအတွက်အသုံးစရိတ်တွေအတွက်ရှာဖွေပြီးတော့တောက်ခံပေးထားတာဖြစ်ပါတယ်။အခုချိန်မှာတောက်ခံနေရတဲ့အနေအထားဖြစ်ပါတယ်။ တကယ်အနေမြေတွေတိမ့်ဖို့တကယ်ဥမာအရှင်ဆန်းဆန်းလှုပ်ချင်တယ်ဆိုလို့ရှင်တော့တိုင်းပြည်တွင်းထဲမှာရှိနေတဲ့ပြည်သူလူထုတွေကိုလိုက်ပါဝင်နေဖို့လိုအပ်ပါတယ်ပြက်ပြက်သားသားပါဝင်ဖို့လိုအပ်ပါတယ်ဝိုက်ကိုကိစ္စလေးတော့မပြတ်သားဘူးဆိုလို့ရှင်တော့ပြည်ပမှာရှိနေတဲ့လူတွေကပြည်တွင်းမှာရှိနေတဲ့လူတွေကိုစားနှစ်ဆပိုပင်မှန်းပြီးတော့အချိန်ကလည်းနှစ်ဆကြာ ကြာမြင့်မှာဖြစ်ပါတယ်အဲ့တော့ကြာနေတာကို အပြစ်ပြောမယ်ဆိုလို့ရှင်ကိုဘယ်နေရာကအပါဝင်နေလဲကိုကိုမထိခိုက်နိုင်တဲ့ white coat လေးကိုတော့သေသေးတက်တက်ပြက်ပြက်သားသားမလုံနိုင်ဘူးဆိုလို့ရှင်တော့ဗဇက်တာပိတ်နေလိုက်ပါပျော့ပျော့ကြီးစစ်မှုထမ်းပါလို့ပြောခြင်းနဲ့ပြည်ရင်းထဲမှာရှိနေတဲ့ပွဲတွေဘောမနုပညာရှင်တွေလုပ်တဲ့ပွဲတွေမှာ သွားကြည့်ကြတယ်အပြင်မှာစစ်မှုထမ်းခေါ်ခံရတယ် လားပွဲတစ်ပွဲမှာမပါဝါဘူးဆိုဆယ်ယောက်15ယောက်လောက်ပြုတ်ပြုတ်သွားတယ်ပြုတ်သွားတဲ့အကြောင်းအရာတွေကိုလည်းမိသားစုက မတင်ရဲပါဘူးเนาะမိသားစုကလာပြီးဖျောက်ပြင်းမှာဆိုလို့အဲ့လိုအနေထားမျိုးဖြစ်ပါတယ်အဲ့တော့ဂျွန်ဘဝမှာပြောနေတယ်ဆိုလို့ရှိရင်တော့ဂျွန်ခံရင်းနဲ့ပွဲတွေကြည့်ရင်းနဲ့ပဲပြော့ပြော့ကြီးစစ်တိုက်ပေးကြဘူးပဲစဉ်းစားထားကြပါလို့ကျွန်မကတော့ပြောချင်ပါတယ်ဒီဘက်မှာရှိနေတဲ့ထောက်ပို့တွေရဲ့အခန်းကဏ္ဍကိုလည်းကျွန်မပြောချင်ပါတယ် အရင်တော့ကကျမတို့မူကျုပ်အောင်ဆန်းမပြောခဲ့လဲဆိုလို့ရှင်မူကျုပ်အောင်ဆန်းဟာတော်လန်ရေးဖခင်ကြီးပါနော်ဒီတော်လန်ရေးမှာဦးစည်းဦးဆောင်လုပ်ပြီးတော့မှမြန်မာနိုင်ငံလွတ်မြောက်ရေးရဖို့အတွက်ကြိုးစားခဲ့တဲ့ပုဂ္ဂိုလ်ကြီးကိုယ်တိုင်မမထန်ထန်ပဲပြက်ပြက်သားသားပဲတော်လန်ခဲ့တာဖြစ်ပါတယ်တော်လန်ရေးနဲ့ပတ်သက်ပြီးဘယ်တော့မှစကားကိုနုညံ့ချိုတာစွာမပြောခဲ့ပါကျမတို့ကတိုင်းပြည်လုံးလွတ်မြောက်ဖို့အတွက် လုပ်နေရတဲ့အချိန်မှာပြည်သူတွေက volunteer တွေပဲဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကပြည်သူတွေရှေ့ကလူခံတဲ့အခါမှာစကားကိုအင်မတန်ချိုတာပြီးတော့မှပြောရတာဖြစ်ပါတယ်။အဲ့တော့ပါဝင်နေတဲ့ပြည်သူတွေစိတ်ကိုမာစေခြင်းပါတယ်။ဒီထက်ပိုပြီးတော့ရဲစွမ်းတတိရှိစေခြင်းပါတယ်။ဒီထက်ပိုပြီးတော့ခိုင်မာစေခြင်းပါတယ်။ဒီလိုမျိုးသွားနိုင်မှကျွန်တော်တို့ရဲ့တော်လန်ရေးဘယ်လိုရွှေ့သွားမလဲဘယ်အချိန်မှပြောင်းလဲသွားမလဲဆိုတာကိုသိရမှာဖြစ်ပါတယ်။ အခုကျွန်တော်တို့သွားနေတဲ့တော်လန်ရေးပုံစံကစစ်ကောင်စီပြုတ်သွားတာထက်စစ်ကောင်စီကိုအပြုတ်တိုက်လိုက်တိုက်လိုက်နိုင်တယ်ဆိုတာထက်ကျွန်တော်တို့ကဘယ်လောက်အထိသူတို့ကိုဖိအားပေးနိုင်ပြီးတော့စစ်တမ်းရာကို ပြန်ဖို့အရွေးတစ်ခုကိုလှုပ်ဖို့ဒီမူတစ်ခုလုံးကိုပြောင်းဖို့ကျွန်တော်တို့ဘယ်လောက်အထိလုပ်နိုင်မလဲဆိုတဲ့ပုံမှာပဲတွားနေရတာဖြစ်ပါတယ်အဲ့တော့ လူတွေပြောင်းပြီးတော့ရွေးကောက်ပွဲလုပ်ပြလိုက်ပြီမြင်တကယ်တမ်းကျတော့သူတို့ရဲ့မူကပြောင်းမှာမဟုတ်ပါဘူး။ဒါကိုလည်းကျွန်တော်တို့သိနေမြင်နေရပြီးသားဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ပြည်သူတွေတော်လှန်ရေးမှာဘယ်လိုပါဝင်သင့်နေဆိုတာကိုကျွန်မအနေနဲ့မမထန်ထန်လေးပြောချင်ပါတယ်။ကျွံမခံခြင်းရင်ကျွံစိတ်မမွေးဖို့ပါ